မေးစင်များအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့ကြောက်စီအကြောင်းပဲဖြစ်ပါတယ်။အကျွန်တော်ကြောက်စီအကြောင်းကိုပထမဆုံးအနေနဲ့ကျွန်တော်ဆက်ပြောရမယ်ဆိုရင်တော့မေးစွေတို့ကိုကြောက်စီဆိုတာဘယ်လိုဟာလဲဆိုတော့ကျွန်တော်အရင်ပြပေးပါမယ်။မေးစွေတို့ကိုရှေ့မှာမြင်နေရတဲ့ကြောက်လေးဖြတ်စာခုနှစ်စာရှိပါတယ်။ဒီအောက်က၃စာကတော့ကြောက်စီပါတဲ့ကြောက်တွေပါ။ဒီအပေါ်ကကြောက်လေးစာကတော့ကြောက်စီမပါတဲ့ကြောက်တွေပါ။ကြောက်စီမရှိတဲ့ကြောက်တွေပါ။ကြောက်စီအဝင်နေတဲ့ကြောက်တွေပါ။ ။အဲဒီလိုမိတ်ဆွေတို့ကိုကျွန်တော်အခုရှင်းပြပေးထားတဲ့အတိုင်းပဲဒီမှာမြင်ရမှာကတော့ဒီအပေါ်လေးသာဒီဟိုဖြူပဲဖြူရောနော်ဖွေးဖွေးလေးတွေနဲ့ဖြစ်နေပါတယ်။ဒီအောက်ကသုံးစသည်ညွညွမဲမဲလေးတွေဖြစ်နေပါတယ်။မိတ်ဆွေပါသိထားမိတာမသိဘူးနော်။ဒီအောက်ကသုံးစသည်ညွညွမဲမဲလေးတွေဖြစ်နေပါတယ်။ဒီညွညွမဲမဲလေးတွေဖြစ်နေရဆိုတာကဒါကြောက်စီပါတဲ့ကြောက်တွေပါ။ကြောက်စီကောင်းတဲ့ကြောက်တွေပေါ့နော်။ဒီချာလေးကြည့်ကြည့်ပါမိတ်ဆွေများ။ ကျွန်တော်ဒီဖက်သားလေးကိုလည်းပြင်ရေးဆွပြပေးမယ်နော်ဒါလောလောဆယ်မိတ်ဆွေတို့မှတ်မှတ်တင်ထားတဲ့အတိုင်းလေးကိုကျွန်တော်ပြပေးတာပါဒီကောင်းမှတ်တင်ထားပါတယ်ဒီကောင်းမှတ်တင်ထားပါတယ်ဒါကတော့အမဲကျော်ပါဒီကောင်းမော်စီစာပါဒီကောင်းကလည်းအမဲကျော်ပါအဲ့ကျတော့ကြောက်စီပါတဲ့ကြောက်ဒီကိုဒါပြပေးတာပါကြောက်စီပါတယ်ဆိုတော့အခုလိုမျိုးပဲကြောက်ရဲ့အသားတိုင်းအတွင်းထဲမှာညို့မဲပြီးတော့ပြောနေရတော့ကျွန်တော်ဒါဆူတယ်လို့ပဲသုံးလုံးရမှာပေါ့နော်ဆူပြီးတော့လာနေတော့ပြောပါလေအယောင်ဆင်းဆိုရင်တော့ညို့နေရလို့ပဲသုံးလုံးကြပါလေ ကျွန်တော်ဒီကြောက်သမားအရာဆိုရင်တော့ကြောက်စီလေးစိုးနေရကြောက်စီလေးဣနေရလိုတဲ့သုံးလုံးကြပါလေဒါဘယ်လိုပဲဖြစ်ဖြစ်ကြောက်စီပါမပါဘူးဒါမိတ်ဆွေတို့အရင်ဆုံးသိအောင်ကျွန်တော်ကပြပြလာပါကြောက်စီဘယ်လိုကြည့်ရလဲဆိုအရင်ပြပြလာပါဒါကကြောက်စီပါတဲ့ကြောက်ပါဒီအပေါ်ကဒါတွေကကြောက်စီမပါတဲ့ကြောက်ပါကြောက်စီမပါတဲ့ကြောက်တွေကအခုလိုမျိုးပဲဒါဖြူးဖြူးဖွေးဖွေးလေးတွေဒါဘယ်ပြောမလဲရှင်းလင်းမှုမရှိဘဲနဲ့ပေါ့နော်ညှို့ကားလည်းမပါဘဲနဲ့အခုလိုမျိုးပဲဖြူးဖြူးဖြူးရော်လေးပေါ့နော်ဒါတွေဖြစ်နေတဲ့သဘောတရားလေးကို ါကြောက်စီမဝင်ဘူးလို့ခေါ်ပါတယ်အဲ့ဒီတဲကမှကျွန်တော်ဒါဒီကြောက်ဒီဒါကြောက်စီလုံးဝမပါတဲ့ကြောက်လို့ပြောလို့ရပါတယ်ဒီကြောက်ဒီလဲကြောက်စီမပါတဲ့ကြောက်လို့ပဲပြောလို့ရပါတယ်သူကနည်းနည်းပဲပါတာဖြစ်တဲ့အတွက်ကြောင့်ဒါမပါဘူးလို့ပဲကျွန်တော်သုံးလို့ပါမယ်ဒီကြောက်ဒီလဲကြောက်စီကဒီဘက်မှာလုံးဝမပါတဲ့လို့ဖြစ်ပါတယ်ဒီလိုအရေးရှိတဲ့နေရာအရေးပန်းလေးပေါ့နော်ရှိတဲ့နေရာလေးဒီမှာဆိုရင်တော့ဒါအနေငယ်ကြောက်စီလေးပါတဲ့နေရာလေးပါပါတယ်ဒီဖက်ဆက်မှာဆိုရင်လေဒီနေရာလေးဒီဒါကြောက်စီပါပါတယ် ဒီနေရာလေးဒီတော့ဒါကြောက်စီမပါတော့တာပါဒီကောင်ကတော့ compute ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့နေရာတွေမှာဒါအဖြူကြောရိုက်ပြီးတော့ကြောက်စီငတ်သွားလည်းဖြစ်နိုင်ပါတယ်အဲဒီတော့ဒါကကြောက်စီမပါတဲ့နေရာလေးတွေပါဒါကဒါကြောက်စီပါလို့ဒီနေရာလေးကညှို့နေတာပါကျွန်တော်မီးလေးထောက်ပြပြပါမယ်ဒီနေရာလေးဆိုရင်ဒါညှို့နေတာပါနော်ဒါကြောက်စီပါတဲ့နေရာပါကြောက်ဒါကကြောက်စီမပါတဲ့နေရာပါကြောက်စီမပါတဲ့နေရာကိုမီးထိုးမယ်ဆိုရင်အခုလိုမျိုးပဲအဖြူပဲဖြူရောနဲ့နော် ဒီကြောက်အသားရဲ့ဒီအဖြူခံကိုပဲဒါမှုတ်ပြီးတော့အတွင်းထဲမှာပဲလင်းနေတဲ့သဘောပါမိထိုးတာလေဘေးကိုအရင်မပြန့်ဘူးအတွင်းထဲမှာပဲအဲ့အဲ့နေရာလေးမှာပဲသွားပြီးစုနေတဲ့သဘောပါဒီလိုမျိုးကြောက်စီပါတဲ့နေရာကြီးတော့မီးလင်းရအပြင်ကိုလည်းပြန့်နေအပြင်ကိုဖြာထွက်မှုအားလည်းကောင်းတယ်ပြီးတော့ဖြာထွက်လာတဲ့အခါမှာလည်းကြီးရတဲ့ဒီမီးတို့ပေါက်မှာစိုးပြီးတော့ကြီးကြီးလို့ကောင်းတယ်ပေါ့နော်အလားတရားလေးရှိတဲ့သဘောတရားပါ အဲ့ဒီတော့ဒီဟာကကြောက်စီမပါတဲ့ကြောက်တွေပါဘူးကြောက်စီပါတဲ့ကြောက်တွေကိုကျွန်တော်မြှုပ်ပြပြပါမယ်ဒါကြောက်စီပါတဲ့ကြောက်တွေပါဒါကြောက်စီပါလို့ဒီကြောက်လေးကမြှုပ်ထတဲ့အခါမှာမီလင်းရလည်းဖြာထွက်မှုရှိတယ်ဒီမီပေါက်အားမှလည်းလှပမှုရှိတယ်ဒါနော်ရှေတာလီယမော့စီတာပါဒီတိုင်းကြည့်လိုက်ဒီမှာညို့နေတာနော်ကြောက်ကမီထောင်လာလို့ရှိရင်လည်းမီလင်းရကောင်းတယ် ယောက်သားလည်းကြည်လင်မှုရှိရနော်ဒီကောင်ယောက်သားလည်းကောင်းပါလေဒါတော့အခွန်ပါဒါကြောက်စီကိုကျွန်တော်ပြပြရပါဒါကြောက်စီပါတဲ့ကြောက်လေးဒီပါကြောက်စီပါတာကုလည်းမညှို့နေအောင်ဆူလို့တာပါကြောက်ခုဒါလေးရေးဆွပြလိုက်ပါမယ်နော်ဒီမှုကြည့်တာညှို့မဲနေပါလေ ီထောင်လိုက်လို့ရှိရင်လည်းဆိုပြီးတော့နေဟာလပမှုရှိပါတယ်ဒီကြော်လေးနေကျွန်တော်ရှင်းပြပါမယ်ဒါကဒါကြောက်စီမပါတဲ့နေရာပါဒါကြောက်စီပါတဲ့နေရာပါဒါကြောက်စီပါတဲ့နေရာပါအဲ့တော့လည်းကျွန်တော်ဆက်ပြီးရှင်းပြပြပါမယ် ဒါကြောက်စီမပါတဲ့ကြောက်ပါဗီဒူပေါက်လည်းဝတ်ပါတယ်ဗီဒူပေါက်ဝတ်တယ်ဆိုတာကတော့ဗီဒူပေါက်ဘေးကိုဖြတ်ထွက်မှုအားမရှိတော့ဆိုလိုတာပါဗီဒူပေါက်ဝတ်တယ်ဒီညာလေးမှာပဲဖြတ်ထွက်တယ်နော်ဆိုတော့မိတ်ဆွေများနေအခုကြည့်ထားရသည်ဒါကကျွန်တော်ကြောက်စီနဲ့ကြောက်လေးတွေနဲ့တွဲပြီးတော့ပြပေးတာပါအဲ့တော့မိတ်ဆွေများဒီတစ်ပုတ်ပြီးတော့နားလည်အောင်ရှင်းပြမယ်ဆိုရင်ကြောက်စီဒီဘယ်လိုဟာကိုဆိုလိုတာလဲဆိုရင်ကျွန်တော်တို့ ခြားဆောင်နှစ်ပတ်ပေါ့နော်မိစလိုအိမ်ဒီမှာခြားဆောင်နှစ်ပတ်တွေရှိမှထင်ပါတယ်အဲဒီတော့အခုလိုခြားဆောင်နှစ်ပတ်လေးတွေကိုယူပြီးတော့အိမ်မှာကြည့်ကြည့်ပါဘယ်လိုပုံစံလဲဆိုရင်ဒီခြားဆောင်နှစ်ပတ်ဒီအပြင်မှာစဉ်းတော့ဒါအခုံပေါ့နော်ဒီအခုံကိုကျွန်တော်တို့ဖွင့်လိုက်တဲ့အခါမှာဥမာအခုံကိုဖြတ်လိုက်တဲ့အခါမှာအတွင်းထဲမှာမြင်ရမှသည်ကြောက်စီကိုမြင်ရတယ်လို့ပဲအစီအခဲဖြစ်ပါတယ်ဒါကြောင့်မိစေများအနေနဲ့ဒါလေးဥမာအနေနဲ့ကြည့်ကြပါကျွန်တော်ပြပေးပါမယ် ါ၆ကြောက်စီဆိုတာဒီအတွင်းထဲကလက္ခဏာပုံစံမျိုးပါပဲစိုးနေတယ်ဤနေတယ်စိုးစွမှုလည်းရှိတယ်ဒီဟာလေးကြည့်ကြပါဒါကြောက်စီပါတဲ့ကြောက်တွေပါဒီကြောက်စီပါတဲ့ကြောက်တွေကဘလောက်တောင်ဟောဖြစ်လဲဆိုရင်ပါပါလေးဆိုရင်ဟိုဘက်ဒီဘက်တောင်ပေါက်ပြီးတော့မြင်ရတဲ့အနေအထားမျိုးတွေရှိပါတယ်တို့ထူရင်တော့မမြင်ရပါပဲတို့ပါသွားရင် ဥပဒေဘက်ကိုပေါက်ပြီးမြင်ရတာမျိုးတွေရှိပါတယ်။ဒါကျွန်တော်တို့ဥပမာပြောရမယ်ဆိုရင်ဒါဘော်ဒီသားတွေပါလိမ့်မှာဆိုရင်ဒီပုံစံမျိုးပေါ့နော်။ဒါပေမဲ့ကြောက်စီဆိုတဲ့သဘောတရားကဒီလိုမျိုးပါနေရင်မိစလိုကြည့်ရတာခတ်နိုင်ပါတယ်။အခုလိုမျိုးထူတယ်ဆိုရင်ကြောက်စီဆိုတာမြင်ရဖို့လွယ်ပါတယ်။ဒီသဘောတရားလေးပါကျွန်တော်ဒီခါလေးပြပြလိုက်တာပါ။ဒီလိုမျိုးထက်လိုက်မယ်ဆိုရင်မိစလိုမျက်စိထဲမှာအယောင်ပြောင်းသွားနိုင်ပါတယ်။ဒီလိုမျိုးဖယ်လိုက်မယ်ဆိုရင်ဒါကြည်လင်တော့ပါနေပါမယ်။ကျွန်တော်တို့ကြောက်ပါလေ။ ထိုနည်း၎င်းပဲဒီသဘောပဲကျွန်တော်တို့ဒီကြောက်တည်သည်လေအခုလိုမျိုးလုံစုပုံစံဖြတ်ထားတဲ့အချိန်မှာတော့လူမှုညို့နေရပဲဖြစ်မယ်အဲကျွန်တော်ဓာတ်တွေကိုဖြတ်တောက်ပြီးတော့တိတိလေးတွေထုတ်ပြီးတော့မှအပွင့်နေပါလေထုတ်လိုက်မယ်ဆိုရင်တော့စောစောကကျွန်တော်ပြသလိုပဲဒီအပွင့်ပုံစံတွေဖြစ်သွားပါမယ်ကြီးရရတဲ့ပူကြည့်မယ်လှရရတဲ့ပူလှမယ်အနှင်းငယ်လှရရလည်းအနှင်းငယ်လှပါမယ်မိတ်ဆွေများအားလုံးအဆင်ပြေမယ်ထင်ပါတယ်ကျွန်တော်ဒီနေ့ရှင်းပြပေးခဲ့တာကတော့ ဒီကြောက်စီကိုဘယ်လိုကြည့်ရမလဲဆိုတဲ့သဘောတရားပါဒါကြောင့်မလို့မိတ်ဆွေများအနေနဲ့ကြောက်စီကိုအခုပုံစံတိုင်းလေ့လာကြပါကျွန်တော်နောက်ထပ်လည်းကြောက်စီအကြောင်းကိုဗီဒီယိုတွေအများကြီးရိုက်ပြီးတော့တခြားလေးတင်ပြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ